မေကဘယ်တော့မှအတော်မတနိုင်ကြဘူးကွအရင်တော့ကြောင်းနိုင်ဖုံဖုံကဆရာမင်းထင်တို့တိုက်ကိုတန်တရာလူကြောင်းတရားနဲ့ကံကံရဲ့အကျိုးကိုပုံမနားလည်နိုင်အောင်ဥပမာတွေနဲ့တကွာရှင်းပြပြီးတရားဟောကြားတော်မူခဲ့ပါတယ်ဒီလိုတရားဟောနေစမှာပဲဘဏစိတ်ထဲမှာဖုံဖုံကိုကြီးညိုစိတ်တွေတဖွာဖွာဖြစ်ပေါ်လာခဲ့တယ်လို့ရဟန်းဝိရှင်စိတ်တွေလည်းဖြစ်ပေါ်လာခဲ့တယ်ဗျာ ်ဒီလိုနဲ့တရားဟောလို့ပြီးတော့ဆရာမင်းထင်တို့အိမ်ပြန်ရမယ့်အချိန်ကိုရောက်လာခဲ့ပါပြီကဲတကကြီးတို့ရင်ရွာကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ထပ်ပြောပြရစင်နော် အပြန်လမ်းလဲခလုတ်မထီစူးမညိပါစေနဲ့ကွယ်ဟုတ်ပါတယ်ဆရာကြီးကျွန်တော်လဲရွာတကြီးတယောက်အနေနဲ့တရားလုံးရဲ့ကိုသားကျေးဇူးတင်ပါတယ်လို့ပြောပြရစီဗျာကျွန်တော်တို့ကူညီနေတာရှိရင်လည်းပြောနိုင်ပါတယ်နော်ဟုတ်ကဲ့ပါတကြီး ျွန်တော်လည်းကုညီကွင်းရတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်။အော်ဒါနဲ့ဝနမင်းဘာပြောစရာရှိလို့လဲ။မင်းကြည့်ရတာတခုခုပြောချင်နေပုံရတယ်။ပြောဘာပြောစရာရှိရလဲ။အော်ဟုတ်ကဲ့ဆရာကြီး။ကျွန်တော်ခွင့်ခွင့်တောင်းစရာလေးရှိလို့ပါ။ကျွန်တော်ဒီကြောင်းမှာဘုန်းကြီးဝေးပြီးတော့ကြမ်းခဲ့ခြင်းလို့ပါဆရာကြီး။အဲ့ဒါဆရာကြီးကိုပြောရင်ကောင်းမလားမပြောရင်ကောင်းမလားစဉ်းစားနေတာပါဗျ။ဟာတော်ပြောနေတဲ့စကားပဲလေငါတူရ။ ဒါဆိုဦးလေးရဲ့အာယုံတွေကဟာရီတကယ်ဖြစ်လာဖို့အချိန်တန်ပြီပေါ့ကဲတကြီးဒါကျုပ်တောင်းဆိုပေအကူကြီးပဲပြုဇေရော့ကိုလည်းတပည့်တော်ရဲ့တပည့်ကိုယဟန်ဝုခွင့်ပြုဖို့ခွင့်တောင်းခြင်းပါလေဗျာဇေရော့ကတော့ဘာမှပြောတော့ပဲတွုံမြုံကြီးသာခေါင်းချင်ပြနေခဲ့ပါတယ်တကြီးကလည်းပီတိအပြည့်နဲ့သူကူညီပေးနိုင်မယ်ဆိုတဲ့အမှုအရာနဲ့ဆရာမင်းထင်ကိုပြုံးပြနေခဲ့တယ်ဗျာ

အဲအချင်းဟာစပြီးဝနဟာအရှင်ဝိမလာဆိုတဲ့ဘွဲ့အမိနဲ့အောင်မဲရွာဖုံးเจ้าမှာတရင်တော်တရားကျင့်ကြံနေခဲ့တော်တယ်ဗျာ။